်အာမင်ဟာလေလုယာဒီနေ့ online ကခေါ်ယူနေတဲ့မိဘညီကောင်မတော်များကျွန်တော်ဘဝအသက်တာထဲမှာဖယားသခင်ကဂရိတည်တယ်နော်အဲ့ဒီဂရိကကျွန်တော်နဲ့မဝေးသွားဖို့ရည်ကြီးတယ်ဖယားဂရိပေးတယ်တေယုံငါချီးမြောက်မယ်အမိမဖြစ်စေပဲကောင်းဖြစ်စေမယ်တင်အားဖြင့်လူမျိုးပေါင်းကောင်းကြီးခံစားရမယ်ကျွန်တော်တင်းကိုချိန်ဆဲလူငါချိန်ဆဲမယ်တင်ဘာမှလှုပ်ရှားမလို့ဖယားခင်ကတင်းရဲ့အသက်တာကိုဂရိပေးထားပြီးသားဒါပေမဲ့အရေးကြီးတာကဘာလဲအဲ့ဂရိတော့ဘာဖြစ်လဲ မခံစားရတဲ့သူအများကြီးရှိတယ်။ဂရီတော်နဲ့လွဲသွားတာ။ကိုယ့်ရဲ့တက်တာကဂရီတော်နဲ့လွဲသွားတာ။ကြည့်အဲ့တော့ဂရီတော်နဲ့လွဲသွားသောသူမဖြစ်ဖို့အင်မတန်မှအရေးကြီးတဲ့ချက်တော်ကြီးကိုမောင်းတော်မ။ဘလို့အသက်ရှင်မှုမျိုးကဂရီတော်နဲ့ချော်ထွက်သွားတယ်။အဲ့ဒီအကြောင်းလေးကိုစင်ကြေးရအောင်ခဏဆုတောင်းမယ်။အဖာကိုတော့ကိုယေရှုတင်ပါတယ်။နှုတ်ကပတ်တော်အတွက်ကိုတော့ကိုချီးမွမ်းပါတယ်။ကျွန်တော်ရဲ့အသက်တာကိုကိုတော့နှုတ်ကပတ်တော်နဲ့ပဲ့ပြင်နေသောကြောင့်ယေရှုတင်တယ်။ တာ၍ကိုရောမဆပြီဖြစ်လို့ဂျေစုတင်တယ်။တာ၍ဖယားရှိချီးမြောက်ပြီဖြစ်လို့ဂျေစုတင်တယ်။တကောတော်နဲ့မဆခြင်းအတွက်ချီးမွမ်းပါတယ်။အိုးဖယားသခင်ကျွန်တော်ကိုနှုတ်ကပတ်တော်နဲ့ဆက်ပြီးတော့မှဖယားခင်ပဲ့ပြင်ပို့ဆောင်ပေးတော်မူပါဖယား။တခင်ယေရှုနာမ၌ယိုသေးစွာဆုတောင်းပြီးအံ့နံပါれဖဖယား။အာမင်။အာမင်။ကောင်းပြီအေလိအကြောင်းနည်းနည်းဝေငှနော်အေလိဆိုတာ ဓမ္မရောစင်ပထမဆောင်အခန်းကြီး1မှာဖယားရှိကိုတိုင်ခန့်နဲ့ရစ်ပရောဟိတ်ဖြစ်တယ်။အဲ့ဒီအဲလီစီမှာသားနှစ်ယောက်ရှိအဲ့ဒီအဲလီရဲ့သားနှစ်ယောက်ဟာဖယားကိုမသိဘူးအဒမလူတွေဖြစ်တယ်။တိရအခန်းကြီး1အငယ်7နှစ်ကျွန်တော်ဖတ်မယ်အဲလီသားတို့သည်ထာဝရဘုရားကိုမသိအတ္တမလူဖြစ်ကြ၏အဲလီရဲ့သားတွေကြည့်ပါ ဖယားမသိဘူးအတ္တမလူတဲ့အေလိကိုယ်တိုင်ကဗာလဲယေဘရောဟိတ်သူသားတွေကဖယားမသိနှုတ်ကပတ်တော်မသိဖြစ်တတ်တယ်နော်အမှုတော်ဆောင်သားသမီးတွေဖယားနှုတ်ကပတ်တော်မသိတာတပုံကြီးအေလိသားတွေလည်းထုံနီး၎င်းပဲအဲ့ဒါဒါတွေမကဘူးဖယားသခင်အိမ်တော်ထဲမှာအေလိကအမှုဆောင်တယ်သူသားတွေကအိမ်တော်ထဲမှာတောင်းညံ့တယ်ဖယားနဲ့စန့်ကျင်တဲ့အသက်တာရှိတယ်ဖယားနဲ့စန့်ကျင်တာလောက်တယ် ဟောယေပရောဟိပြိုလေးတွေကိုပါသွားပြီးတော့မှသူတို့ဟလာအနိုင်ကျင့်ဖယားစကားနားမထောင်ဘူးအေလိယတကယ်ဆိုရင်ပြက်ပြက်သားသားလောက်ရမှာပေါ့ဒီကိစ္စကျင်းတော့အဲ့ဒီအေလိသားတွေဖယားစကားနားမထောင်တာဘလောက်စိုးသွားသလဲဘလောက်စိုးသွားသလဲတိယာခန်းကြီးနှစ်အပိုက်ငယ်20နှစ်အေလိဒီအသက်ရွယ်လွန်သောကသူဤသားတို့သည်ဤတရေလလူအပေါင်းတို့၌ပြုသည်မြကို၎င်း ပရိသတ်စည်းဝေးရာတဲတော်တကားနာမှာစည်းဝေးတော့မိမနှင့်မှားရင်းချောင်းကို၎င်းကြားသိလျင်အလိသားတွေဟာပရိသတ်စည်းဝေးရာတဲတော်တကားနာမှာမိမတွေနဲ့မှားတယ်ဒါဘလောက်ဆိုးလဲအလိတရင်ကြားရောကြားတဲ့ခါဘာပြောလဲအပိုက်ငယ်20နဲ့လေးမကောင်းဘူးငါသားတို့ငါကြသောတရေသည်ကောင်းသောတရေမဟုတ်ထာဝရဘုရားဤလူတို့သည်ပြင်မာရမည်အကြောင်း သင်တို့ပြုကြသည်တကားအေးသူ့သားတွေကို तू စုံမတယ်မကောင်းဘူးငါသားတို့မင်းတို့ဘယ်လိုတွေလောက်တာလဲငါတို့ကအဲ့လိုမိမတွေနဲ့မာယူနေအဲ့လိုဖះမကြိုက်ဘူးမင်းတို့ဖះမကြောက်ဘူးလားဘာလို့ဒီလိုပြစ်မှားသလဲစုံမပါတယ်တကယ်တော့သူတို့ကဒီလိုစုံမအမယ်ချိန်မဟုတ်ဘူးချက်တီးစွာစုံမအမဒီလောက်မာယူနေမှာတော့အေးအေးယူရမှာပေါ့ချက်ချက်တဲတဲစုံမအမပေါ့ တခါတလေနော်ဆုံးမရမယ့်အချိန်မှာမဆုံးမကြက်တီးစွာဆုံးမရမယ့်အချိန်ကျတော့ရိုးရိုးဆုံးမဘလို့လောက်ကလေးတွေကပြောင်းလဲမလဲကြည်နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖတ်ပြမယ်အပိုက်ငယ်25လူချင်းတယောက်ကိုတယောက်ပြမလင်တရားသူကြီးစစ်ကြောစီရင်ရဤလူဒီထာဝရဘုရားကိုပြမလင်သူ့အတွက်အဘယ်သူတောင်းမလိုက်မီနီဟုဆုံးမတော်လဲသူတို့ဒီအဖအီစကားကို နာမထောင်ကြား ဖယားကိုပြစ်မရင်တော့ဒုက္ခပဲမင်းတို့တွေလူကိုပြစ်မရင်တော့ငါတို့ကအားလားဆုံးမစီးရင်မဲ့ဒါပေမဲ့ဖယားကိုမင်းတို့မာဘယ်လိုလုပ်မလဲပြောရည်လဲနောင်တမရဘူးဘာဖြစ်လို့လဲတိလာစပ်ဖတ်မယ်အเจ้าမူကထာဝရဘုရားသည်ကွမျက်ခြင်းကအလိုရှိတော်မူ၏ဖယားသူတို့ကိုတွယ်တော့မယ်ဖယားတွယ်တော့မယ်မရတော့ဘူးဖယားတွယ်တော့မယ်လူကိုနစ်သွားဆုံးမမရဘူးကျင်းတော့ဆိုတော့ အေလိလည်းကြေကွဲတာပေါ့ခံစားရတာပေါ့အရန်ကြေကွဲတယ်အဲ့တော့ဖယားရှင်ကအေလိကိုစကားပြောပြီအေလိကိုပြောပြီးတော့ငါတင့်ကိုယေပရောဟိတ်နေရငါပေးတယ်တင့်ရဲ့သားစဉ်မြေဆက်လည်းယေပရောဟိတ်နေရရဖို့ငါဂရိပေးခဲ့တယ်အဲ့ဒီအကြောင်းကိုတိရခန်းကြီးနှစ်အပိုက်ငယ်29ငါအိနိုင်ငါစီရင်တော်ကြီးငါပူဇော်တကာကိုအဘဲเจ้าခြေနှစ်ကန်တနီငါဤလူဣတရေလအမျိုးသားတင်လူတော်ပူဇော်တကာရှိသည်များတို့တွင် အမျက်ဆုံးသောအရာကိုဝါစာစွာစေ၏သင်ဤသားတို့ကိုငါ့အပေါ်မှာအဘဲเจ้าချီးမြောက်သနီအဲလီနင့်ကိုငါယေပရောဟိတ်နေရာမှာထားခဲ့တယ်ဂျေဇာအဲ့ဒီယေပလင်ပေါ်ကအစားတောက်ကိုလည်းနင့်ကိုငါကျွေးတယ်ဒါပေမဲ့နင်ဟာတဲ့နင့်ရဲ့သားတွေကိုဘာကြောင့်ငါ့အပေါ်မှာချီးမြောက်ရသလဲဖခင်ကအဲလီကိုအပြစ်တင်ပြီးနင့်သားတွေကိုဘာကြောင့်ငါ့အပေါ်မှာချီးမြောက်ရသလဲ ကျွန်တော်တို့ချီးမြှောက်ရမယ့်ပုဂ္ဂိုလ်ကထာဝရဘုရားဖြစ်တယ်ဟာလေလုယာဖျားတဲ့ဘယ်အရာကိုမှမချီးမြှောက်ဖို့အရေးကြီးတယ်အေလီကတော့ကြည့်ဖျားကိုမချီးမြှောက်ဘူးမပြောဘူးချီးမြှောက်တယ်ဒါပေမဲ့သူ့သားတွေကိုဖျားတဲ့ပို့ချီးမြှောက်ထားတယ်ဖျားအိမ်တော်မှာပါလာပြီးပြင်မာနေတယ်အဲ့ဒါကို तू အရေးမယူဘူးဟိုမှာမိမတွေနဲ့မှားယွင်းနေတယ်အဲ့ဒါကိုလည်း तू အရေးမယူဘူးဖျားမှမကြိုက်တာအဲ့ဒါဖျားကိုစော်ကားတာပဲဖျားကိုစော်ကားတာပဲ तू ဘာဖြစ်လို့ဒီတိုင်းထားထားလဲပြော့ပြော့ညံ့ညံ့နဲ့ဘာလို့ပြောလဲ ကျင်းတော့အဲ့တော့ဖျားထက်သူ့ရဲ့အတ္တတာကဘုသူ့ကိုချီးမြှောက်ထားလဲသူ့သားတွေကိုချီးမြှောက်ထားတယ်ဖျားကတော့ဂရိပေးပြီးသားပါနှစ်သားတွေကိုလည်းငါကျေးဇူးပြုမယ်နော်ဂရိပေးပြီးသားဒါပေမဲ့အေလိကသူ့သားတွေကိုဖျားထက်ပို့ပြီးချီးမြှောက်မိတော့ကြောင့်ဖျားသခင်ဘာပြောလဲကြည့်ရအောင်တရနှစ်30ကိုကျွန်တော်ဖတ်ပါမယ်ထို့တော့ပြုတော့ကြောင့်ဣသရေလအမျိုးကြီးဖျားခင်တော်ရဘုရားမိတ်တော်မူသည်ကသင်အမျိုးသင်အဖအီအမျိုးသည် ငါရှိမှအစင်သွာလာရလိမ့်မူငါဆိုမိတော်လေတပ်ဖန်ထော်ရဗျာမိတော်မူဒီကထိုဂရိဒီငါနှစ်ဝေးပါစေဖယားပြောခဲ့တယ်တင့်အဖအမျိုးတင့်အမျိုးကငါရှိမှအစင်သွာလာရမယ်အရိဗျာ God favor ဖယားသခင်မျက်နှာသာရမယ်ဖယားကကျေးဇူးပြုမယ်ဘသူမှတင့်ရဲ့အမျိုးကိုလာထိခိုက်လို့မရဘူးငါရှိမှတင့်အမျိုးသွာလာနေရမယ်ဘသူမှငါရှိမှသွာလာနေတဲ့တင့်ရဲ့သားစဉ်မြေးစက်ကိုထိခိုက်ခွင့်မရှိဘူးဖယားဂရိပေးခဲ့တယ်ဒါမဲ့အခုငါပြောမယ်တဲ့ဖယားကထိုဂရိဒီငါနှစ် ဝေးပါစေဂတိတော်ကို မခံစားရတော့ဘူးဂတိတော်လွဲသွားပြီဘာကြောင့်လွဲတယ်လဲစက်ဖက်မယ်ငါ့ကိုချီးမြောက်တော်သူတို့ကိုငါချီးမြောက်ပြီငါ့ကိုမထီမဲ့မြင်ပြုတော်သူတို့ဒီဂုံတရေပြက်ရကြလိမ့်မည်ဘုရားရှင်ပြောပြီငါ့ကိုချီးမြောက်တဲ့သူကိုငါချီးမြောက်မယ်တဲ့ငါ့ကိုမထီမဲ့မြင်လုပ်တဲ့လူဂုံအတရေပြက်သွားမယ်နာမည်ပြက်သွားမယ်နာမည်သေသွားမယ်ဘဝပြက်သွားမယ် ကောင်းစားခြင်းနဲ့လွဲသွားမယ်အဲ့ဒါကိုပြောနေတာချက်တော်ညီကောင်မောင်တို့မအဲ့တော့ဖယားရှင်ကထိုဂရီဒီငါနဲ့ဝေးပါစီဒါဆိုသူတို့အဲ့ဂရီတော်မခံစားရတော့ဘူးတော့ဂရီတော်နဲ့လွဲသွားပြီလေဘာကြောင့်လွဲလဲအေလီကသူ့သားတွေကိုဗာလဲဖယားတဲ့ပူချင်းမြောက်တာအဲ့ဒါကိုပြောချင်တာကဲဒါနဲ့တည့်ရကြတော့ဣသရေလလူတွေဖိလတိလူတွေနဲ့တိုက်ပွဲဖြစ်ကောတိုက်ပွဲနှစ်ပွဲပထမတိုက်ပွဲမှာ ြည့်တရားခန်းကြီးလေးအပိုင်ငယ်နှစ်မှာပထမတိုက်ပွဲမှာဣသရေလသူရဲ့၄000သေသွားတယ်ဒုတိယတိုက်ပွဲကျတော့တရားခန်းကြီးလေးအပိုင်ငယ်30ဣသရေလဘိုလ်ချေသူရဲ့3000သေတယ်3000အပြင်အခုနအေလီယသားနှစ်ယောက်ဟောဖနီနဲ့ဖိနဟတ်အဲ့နှစ်ယောက်လည်းသေသွားတယ်တရားခန်းကြီးလေးငွေ18မှာပါပါတယ်အဲ့ဒီနှစ်ယောက်သေသွားတယ် အဲ့ဒီသတင်းကိုအေလိကြားတဲ့အခါမှာအေလိကိုယ်တိုင်ဘာဖြစ်လဲတကားနာမှာလဲပင်ကြိုပြီးသေသွားတယ်။အိုးသူ့ရဲ့ချွေးမကိုဝင်လေအရင်မာကြီးနဲ့အဲ့ဒီသတင်းလဲကြားရောငါးယောက်ကြားသေးပြီဆိုပြီးတော့လန့်ပြီးခလေးမွေးသွားတယ်။အဲ့ဒီခလေးကိုဤခပုတ်လို့နာမည်ပေးလိုက်တယ်။ဤတရေလာဘုံတရေပျောက်သွားပြီ။ကြည်ပါအေလိဟာယေပရောဟိတ်ပါသူ့သားတွေပေါ်မှာဖျားထားတဲ့ကိရိယာပါလဲ။ သားစဉ်မြေဆက်ငါချီးမြောက်မယ်ငါရှေ့မှာအစင်သွားလာရမယ်ဒါမဲ့ထိုဂရိတိငါနဲ့ဝေးပါစေဖယားဂရိတော်နဲ့အိုက်ကလေးတွေလွဲသွားပါတယ်ဗျာဘာကြောင့်လဲသူ့သားတွေကိုဖယားထက်ပိုပြီးသူချီးမြောက်လို့ဖြစ်ပါတယ်ဒီကနေ့ချစ်တော်ညီကိုမောင်တော်ဖယားရှင်ကျွန်တော်တို့ကိုမဆမယ်လေဖယားရှင်ကျေးဇူးပြုမယ်ဖယားကွယ်ကမယ်ဖယားလမ်းပြမယ်ဖယားခင်ကကျွန်တော်တို့ကိုအောင်းအောပွဲဖယားခင်က ဟလာချိမြောက်မယ်အဲ့တော့ဂတိပေးပြီးသားဂတိပေးပြီးသားဂတိတော်ပေါက်များစွာကျွန်တော်တို့ကိုပေးထားပြီးသားဒါပေမဲ့အိုက်ဂတိတော်နဲ့ကျွန်တော်ရဲ့အသက်တာလွဲသွားစရာအကြောင်းရှိတယ်အဲ့ဒါပါလေတစ်ချက်ပဲသစ်သားတွေကိုဘာကြောင့်ငါအပေါ်မှာချိမြောက်တယ်လဲဖယားတဲ့ဘယ်အရာကမှမချိမြောက်နဲ့ဖယားဟာသူနဲ့ရှင်ပြီးချိမြောက်တာဘာမှမကြိုက်ဘူးဒါကြောင့်ချက်တော်ညီကောင်မောင်တို့မှာတချို့တွေကလေဖခင်เจ้าမတော်ဘူးဘာလို့လဲမိုးရွာမှာစိုးလို့တဲ့မိုးရွာတော့မယ်ယာစီဥဒုခရိယာ ဖတ်ရတဲ့ယာသီဥတုကိုချီးမြှောက်နေတချို့တရားပြောတယ်ကျူရှင်ရှိတယ်တဲ့ဖယားเจ้าမလာဘူးဖယားကိုကိုွယ်တဲ့နေရာမှာတော့ဘူးဖယားတဲ့ပါလေကျူရှင်ကိုချီးမြှောက်တယ်တချို့တွေပြောတယ်အော်စီးပွားရေးကိစ္စချိန်တာလို့ဖယားเจ้าမလာဘူးစီးပွားရေးကိုဖယားတဲ့ချီးမြှောက်ထားတာချစ်တော်ညီကိုမောင်နှမဖယားကနံပါတ်1ပဲ မှတ်ထားနော် Jesus Christ is number 1ယေရှုခရစ်ကငါအတွက်နံပါတ်1 God first God first ဖခင်ကနံပါတ်1ဖြစ်ရမယ်အခြားအရာတွေကဖခင်ရဲ့အောက်မှာပဲရှိရမယ်ကျွန်တော်တို့ဘုရားမှာဖခင်ထက်စီးပွားရေးကိုချီးမြောက်တယ်ဖခင်ထက်ပညာရေးကိုချီးမြောက်တယ်ဖခင်ထက်ယာဒီရုကိုချီးမြောက်တယ်ဒါဆိုရင်ထိုဂရိဒီငါနဲ့ဝေးပါစေဖြစ်လာမယ် ဒါကြောင့်မလို့ဒီနေ့ online ကခွန်အားယူနေတဲ့မိဘညီကိုမောင်နှမများဖျားတဲ့ဘယ်အရာကိုမှမချီမြောက်နဲ့ချက်တော်ညီကိုမောင်နှမ God first ဖျားဟာနံပါတ်1ဖြစ်ရမယ်ငါတို့အချီးမြောက်ဆုံးကဖျားဖြစ်ရမယ်ဖျားတဲ့ကိုသားသမီးကိုမချီမြောက်ပါနဲ့ဖျားတဲ့ပညာရေးကိုဦးစားမပေးပါနဲ့ဖျားတဲ့ရာသီဥတုကိုဦးစားမပေးပါနဲ့ဘာပဲဖြစ်ဖြစ်ငါဖျားသွားကိုကိုွယ်မယ် hallelujah ဖျားကိုနံပါတ်1နေရာမှာထားပါဒါဆိုရင်ဂရီတော်ကိုခံစားရတော့သူတင်ပြစ်လာမယ် ဖျားတဲ့အခြားအရာကိုသင်ချင်းမြောက်မိရင်ထိုဂရီသည်ငါနဲ့ဝေးပါစေဂတိတော်လွဲတော်သူဖြစ်သွားเสียရှိတယ်ဒါကြောင့်မဒီနေ့ online ကခွန်အားယူနေတဲ့မိဘညီကိုမောင်နှမများဂတိတော်နဲ့လွဲတော်သူမဖြစ်ဖို့ဒီနှုတ်ကပတော်သင်ရဲ့အတ္တကိုစကားပြောနေပါတယ်အတ္တတွေမှာဖျားကိုနံပါတ်1နေရာမှာထားမိဘူးဆိုရင်ဒီနေ့နှောင်တရပါမြတ်မောက်တော်တွေကိုတိုးဝင်ပါစက်ကြောက်ဖျားရှိကျွန်တော်ဒီနေ့ကနေစပြီးကိုတော့ကိုကျွန်တော်ဘုရားမှာနံပါတ်1နေရာထားမယ် ကိုတော့တဲ့အခြားအရာတွေကိုချီးမြှောက်မိတာနောင်တရတယ်။ဘယ်အရာကမှကိုတော့တဲ့ပို့ပြီးကျွန်တော်အတွက်ချီးမြှောက်စရာမဖြစ်စေရဘူး။ကျွန်တော်အသက်တာကိုမဆပါဆက်ကတ်ချင်ရှိတဲ့နေရာကနေမတည့်ရကျွန်တော်တို့အတူတူကဆုတောင်းရအောင်။အိုအဖာကိုတော့ကိုယေရှုတင်တယ်။မြတ်မောက်တော်လေးကိုတိုးဝင်တယ်။ဘုရားရှင်ဝိညာဉ်တော်အလုံးလုံးပါ။ယေရှုပြုတော်မူပါ။အဖာဘုရားသခင်ကိုတော့လမ်းပြတော်မူပါ။ကျွန်တော်မဆာရောက်တိုင်းရဲ့အသက်တာဘုရားတဲ့အခြားအရာတွေကိုချီးမြှောက်မိ။ ရာသီဥတုကိုဖရားထဲဥစားပေးတယ်။မိုးရွာရင်ဖရားကြောင့်မလာဘူး၊နေပူရင်ဖရားကြောင့်မလာဘူး။အိုးဖရားထဲရာသီဥတုကိုဥစားပေးသောသူများဖြစ်ခဲ့တဲ့အရာအတွက်ဒီနေ့တောင်းပန်နေ။ဖရားထဲစီးပွားရေးကိုဥစားပေးတယ်။ဖရားထဲမိသားစုသားသမီးကိုဥစားပေးတယ်။ဒီပြစ်တွေအားလုံးတဲ့တောင်းပန်နေ။ဒီနေ့ကနေစပြီးဖရားခင်ကိုကျွန်တော်နံပါတ်၁နေရာထားတတ်သောသူများဖြစ်စီပါဖရားတဲ့အချားရာတွေကိုဦးစားပေးတော်သူကျွန်တော်ကျမမဖြစ်ရပါမိကြောင်းတတ်တာများကိုအနံပါတယ် ခတိတော်နဲ့လွဲတော်သူများမဖြစ်ဖို့ကိုတော့ကျွန်တော်ကိုမဆပါအရှင်ယေရှုနာမ၌ဆုတောင်းပြီးအံ့နံပါတယ်အဖဖေအာမင်အာမင်ဘေးကလူကိုနှုတ်ဆက်လိုက်ခတိတော်နဲ့လွဲတော်သူမဖြစ်ပါစေနဲ့အာမင် God bless you